အားလုံးမင်္ဂလာပါ Fake Master Class Number 3ကနေကြိုဆိုပါရစေကျွန်တော်နဲ့တူချိန်ယူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေဒီကနေ့ Fake Master Class မှာပါအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာတင်တင်သွားမလဲဆိုတော့အာယုံကြည်ခြင်းတည်ကြားနာခြင်းကျွန်တော်တို့ကြားတဲ့အရာတွေကိုကျွန်တော်တို့ကယုံတယ်ယုံတဲ့အတိုင်းအသက်တာထဲမှာရလိုက်ရလာတယ်အဲ့ဒီ process လေးကိုကျွန်တော်ရှင်းပြသွားမှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့သက်တာထဲမှာဘာတွေကြားနေလဲဆိုတာကိုကျွန်တော်သတိထားဖို့လိုအပ်တယ် အဲ့ဒီကြားတဲ့အရာကမှန်ကန်လို့ရှိရင်ကျွန်တော်အသက်တာထဲမှာရလတ်မှန်လာမှာဖြစ်တယ်ကျွန်တော်ကြားတဲ့အရာမှားနေလို့ရှိရင်နော်ကျွန်တော်အသက်တာထဲမှာလည်းဒီမှားတဲ့အရာတွေယုံပြီးတော့မှားတဲ့ရလတ်တွေပဲရလာမှာဖြစ်တယ်ဟောအာမင်ဆိုတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်ပြောပြချင်တယ်နော်ကောင်းကြီးဖြစ်မယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်ဆိုတော့ကျွန်တော်လည်းတို့နှုတ်ကပတ်တော်တို့တို့လေ့လာကြရအောင်နော်ဆိုတော့ယောမဩရစာအခန်းကြီး30နော်အခန်းကြီး30စကွန်မှာ တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြစ်ဖြစ်ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အားဖြစ်ဖြစ်တည်းတဲ့ဆိုတော့ယုံကြည်ခြင်းကဘုရားသခင်စကားတော်ဒီနေရာမှာဘုရားသခင်၏စကားတော်အားဖြစ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော် MSP မြန်မာ Standard Chancer ထဲမှာပြောပြပါချင်းတယ်ယုံကြည်ခြင်းသည် ခရစ်တော်၏စကားအားဖြစ်တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြစ်ဖြစ်ပြီးကြားနာခြင်းသည်ခရစ်တော်၏စကားအပေါ်မှာစံစာမှာဘုရားသခင်၏စကားလို့ပြောထားတယ် ဆိုတော့ဘာဘာကွာလဲကိုနော်နော်ခရစ်တော်ရဲ့စကားနဲ့ဖခင်ရဲ့စကားနဲ့ဘာကွာလဲဆိုတော့ဖခင်သခင်ဆိုတာကခတ်သိမ့်တော့အမှုရာကိုဖန်ဆင်းတဲ့ဖခင်သခင်ဖြစ်တယ်နော်ပြီးညက်တော်ဆယ်ပါးပေးတာလည်းဖခင်သခင်ဖြစ်တယ်နော်ဆိုတော့ခရစ်တော်ဆိုတာကဘာလဲဆိုတော့ကယ်တင်ရှင်ဖြစ်တယ်နော်ဂျီဒီတေချင်းကနေထားမြောက်ပြီးတော့ကျွန်တော်တို့အတွက်ဆင်းရဲခြင်းဒုက္ခဝေဒနာအနာရောဂါမှတမျှချိန်ချင်းအမင်္ဂလာအပေငရေကနေကယ်ထုတ်တဲ့ကယ်တင်ရှင်ခရစ်တော် เนาะဆိုတော့ယုံကြည်ခြင်းကဘယ်အချိန်မှာ လာလဲဆိုတော့အဲ့ဒီခရစ်တော်ရဲ့စကားကျွန်တော်တို့ရဲ့အပြစ်တွေတန်းနေလွတ်မြောက်စေတယ်ဆိုတဲ့တည်င်းစကားတွေကိုကြားနာခြင်းကနေရတာဖြစ်တယ်။အာမင်။သူတို့ဘုရားသခင်ရဲ့စကားလို့ပြောတာမမှားပါဘူး။ဒါပေမဲ့ဟို specifically တေချာလေးနားလဲအောင်ကျွန်တော်ခွဲပြပေးတာဖြစ်တယ်နော်။ပြီးညတ်တော်ဆယ်ပါ။အော်နေတည့်နေ့စပြီးတော့ဒီသမင်း short စနော်။နေတီဟာမလုံးနဲ့ဟိုဟာမလုံးနဲ့နော်။ ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့အလို့ပြောတဲ့စကားကယုံကြည်ခြင်းမရစေဘူး။ဆိုတော့ကိုနော်ယုံကြည်ခြင်းကကျွန်တော်တို့အတ္တထဲမှာဘာဖြစ်စေလဲဆိုတော့လူတယောက်ကယုံကြည်တာမှန်တယ်ဆိုရင် အတ္တထဲမှာသူလောက်ရဲလာတယ်နော်။ဥပမာဆိုပါတော့တချို့လူတွေတချို့နိုင်ငံတွေမှာကိုကိုကိုတော့မီးရှို့နိုင်တယ်နော်။ကျွန်တော်တို့တချို့တွေမှာလေရင်ကိုလေရင်တွေကိုတောင်းပတ်ပါလဲအပိုင်စီးပြီးတော့သူ့ကိုယ်သူသုံးဆုံးစေရရတယ်။ ဘုံနဲ့ကိုယ့်ဟာကိုယ်အသက်တေခံရဲတယ်။ဘာကြောင့်လဲသူတို့ရဲ့ယုံကြည်ချက်ထဲမှာသူတို့အဲ့လိုလုပ်ဖြစ်တယ်ဆိုရင်သူတို့တစုံတစ်ခုရမယ်ဆိုတော့ယုံကြည်ချက်သူတို့မှာရှိတယ်။အဲ့ဒီဟာယုံကြည်ချက်ကအရေးကြီးတယ်။အာမင်။အဲ့ဒါကဟုတ်တယ်ယုံကြည်ခြင်းကအဲ့လိုလုပ်နိုင်တယ်မှန်တယ်ဒါပေမဲ့သူတို့ရဲ့ယုံကြည်ခြင်းကမှားနေတာဖြစ်တယ်။အာမင်။ဆိုတော့ဒီကနေ့တမန်တော်တရားထဲမှာကျွန်တော်တို့တသက်တာထဲမှာเนาะကျွန်တော်တို့ကိုဖျားသခင်က เนาะก้าวซ้าเสียชินတယ်အာမင်ကျွန်တော်တို့ကိုအပေငရဲကနေလွတ်မြောက်အောင်တောင်ဖန်တင်းပြီးတဲ့ဖျားတခင်ကเนาะကောင်းကင်နိုင်ငံရောက်မှမဟုတ်ဒီမြေကြီးပေါ်မှာလည်းကောင်းစားစေခြင်းတယ်ကျွန်တော်တို့အားဖြင့်လူအများကြီးကိုဖျားတခင်ကကောင်းကြီးခံစားစေခြင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုကောင်းကြီးခံစားရတော်သူဖြစ်စေတာဖြစ်တယ်အာမင်ကျွန်တော်တို့ကိုကောင်းကြီးခံစားရစေဒီနိုင်ငံမှာပို့ထားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့အားဖြင့်လူအများကြီးကောင်းကြီးခံစားစေဖို့ဖြစ်တယ် ်အာမင်အဲ့ဒါကြောင့်မိတ်ဆွေဒီနိုင်ငံမှာရှိတယ်ဒီလောက်ကောင်းမြတ်တဲ့နိုင်ငံမှာနေရတယ်ဖျားသခင်ကောင်းကြီးခံစားရတယ်ဆိုကျွန်တော်မှန်ကန်တဲ့ယုံကြည်ခြင်းရှိကျွန်တော်လူအများကြီးကိုကူညီနိုင်မှာဖြစ်တယ်အာမင်ဖျားသခင်ကမိတ်ဆွေနဲ့ကျွန်တော်အားဖြင့်လူအမျိုးမျိုးကောင်းကြီးခံစားရဖို့ကိုပဝန်းကျင်ဒီကောင်းကြီးခံစားရဖို့ကျွန်တော်တို့ကိုဖျားသခင်ကဒီညမှာထားထားတာဖြစ်တယ်အာမင်ဆိုတော့နောက်တစ်ပိုက်ပါလဲဆိုတော့ရှီမာကုခရဝခန်းကြီးလေးမှာ ဘာပြောထားလဲဆိုတော့ထို့နောက်ကိုရောကတင်တို့သည်ကြားရသည့်အရာကိုတတိပြုကြလောတင်တို့တိုင်းတာချင်းတွယ်သည့်ဆန်တို့တဲ့တင်တို့တွယ်တိုင်းတာချင်းတွယ်ပေးကြလိမ့်မည်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာကပါဆိုတော့ပြန်ဖတ်ပြမယ်နော်ဖြည်းဖြည်းလေးထိုနောက်ကိုတော့ကတင်းတို့ကြားရသည့်အရာကိုတတိပြုကြလောတဲ့ဆိုတော့တခင်ရှုပ်ပါတင်းတို့ဘာကြားလဲဆိုတာကိုတတိပြုပါတဲ့နောက်တစ်ပိုက်မှာပါလေတင်းတို့ဒီအဘဲတို့ကြားနာရသည့်ကိုတတိပြုကြတင်းတို့နော်တင်းတို့ကြားတဲ့အတိုင်း င်တို့တက်တာထဲမှာဖြစ်လာမယ်လို့တကင်ရှုကပြောနေတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့တက်တာထဲမှာကျွန်တော်တို့ကြားတဲ့အရာတွေကနော်ကောင်းတဲ့တဲ့တင်ကိုကြားနေလားမကောင်းတဲ့တဲ့တင်ကိုပဲကြားနေလားနော်ပြီးရဲ့တဲ့တင်ဒီပြီးရဲ့တရားတွေကိုပဲကြားနေလားနော်ဂျေဇုတရားကိုကြားနေလားအဲ့ဒါအရေးကြီးတယ်။အာမင်ကျွန်တော်တို့တက်တာထဲမှာလူတယောက်ကိုအာကောင်းအောင် လုပ်ပါဟိုကောင်းအောင်လုပ်ပါစံစာဖတ်ပါစုတောင်းပါကောင်းအောင်လုပ်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 ပါအဲ့ဒါကပြီးရဲ့တရားဖြစ်တယ် ကောင်းလားဆိုတော့ကောင်းပါတယ်ဒါပေမဲ့လူတွေကလောက်နိုင်လားဆိုတော့မလောက်နိုင်ပါဘူးเนาะဒါပေမဲ့အဲ့ဒီဟာကပညာတရားဖြစ်တယ်ဒါပေမဲ့ယေရှုတရားကပါလဲနေမကောင်းရင်လည်းဘုရားသခင်ကချစ်တယ်အာမင်ဘုရားသခင်တဲ့အပြစ်တွေကိုခွင့်လွှတ်တယ်တင်းတီးချင်းမှာဆုတ်ပြတ်ဆုံးရောက်နေပြီမဲ့ဘုရားသခင်တဲ့ကိုအမြင်မုံထဲကနေချီးမြှောက်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်တင်းကိုကောင်းချီးပေးမယ်အာမင်ဘုရားသခင်တင်းဖက်မှာရှိတယ်เนาะအဲ့ဒီဘုရားသခင်ကိုယုံကြည်ပါကိုးစားပါအဲ့ဒါကယုံကြည်ခြင်းတရားဖြစ်တယ်အာမင်ဆိုတော့ပညာတရားကလူအသက်ကိုတတ်စေတယ် နော်ဂျေစုတရားကပါလဲအသက်ကိုကယ်ဆယ်တယ်ဆိုတော့ကျွန်တော်တို့နားထောင်နေတဲ့အရာကအရေးကြီးတယ်ဂျေစုတရားနဲ့အခြေခံခရစ်တော်ရဲ့စကားနော်လက်ဝါးကတိုင်ပေါ်မှာယေရှုခရစ်တော်အမှုပြီးစီးစေတဲ့စကားတွေကိုမြဲမြဲကြားနာဖို့လိုအပ်တယ်အမေကျွန်တော်လူအသက်တာကိုပြောင်းလဲစေတာကပညတ်တရားကပြောင်းလဲစေတာမဟုတ်လူအသက်တာကိုပြောင်းလဲစေတာကဂျေဇူးတရားကပြောင်းလဲစေတာဖြစ်တယ် ်အာမင်ပညာတရားအဖြစ်ထာဝရအသက်ကိုမရဘူးယေရှုတရားအဖြစ်ထာဝရအသက်ကိုရတာ ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကြားနာတဲ့တည်င်းစကားမှန်ကန်ဖို့အရေးကြီးတယ်အာမင်တခင်ယေရှုကအဲ့ဒါကိုကျွန်တော်တို့တတိပေးနေတာဖြစ်တယ်အာမင်ဆိုတော့တချို့လူတွေကကျွန်တော်တို့ဒါဆိုကျွန်တော်ပညာတရားဆောင်ချက်မလို့တော့လာเนาะကျွန်တော်တို့ကိုပြောကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်ပညာတရားယေရှုတရားအောက်မှာရှိတဲ့သူကပညာတရားကိုเนาะ ဖောက်ပြက်ချင်တာမို့ပြည့်ညက်တရားကိုအလိုလိုလိုက်လျှောက်ချင်သွားတာဖြစ်တယ်။ကြိုးစားတာမို့ပြည့်ညက်တရားအောက်မှာကျတော့ဗာလဲပြည့်ညက်တရားကိုကြိုးစားပြီးလိုက်လျှောက်နေတယ်။ဒါမဲ့သူကအကျင့်ချင်းလဲကြတယ်။ဂျေဇုတရားအောက်မှာကျတော့ဂျေဇုတရားကကျတော့နှလုံးသားကိုပြောင်းလဲပြီးပြီးတော့တင်းတို့အကျင့်ချင်းစေခြင်းကလည်းကောင်း အလိုရှိစေခြင်းကလည်းတင်းတို့ထဲ၌တကူအားဖြင့်ပြုတ်ပြင်းသောဒုက္ခဖြစ်သူလည်းဖျားသခင်ဖျားကကျွန်တော်တို့ကိုအထဲကနေပြုတ်ပြင်းပြောင်းလဲစေပြီးတော့ဗာလဲလှုပ်ချင်တဲ့စန္ဒကောင်းချင်တဲ့စန္ဒကျွန်တော်တို့ထဲမှာထည့်ပေးလိုက်တာဖြစ်တယ်အဲ့ဒါကဂျေဇူးတရားဖြစ်တယ်အဲ့ဒီယေရှုတရားမျိုးအဲ့ဒီလက်ဝါးကတိုင်တရားယေရှုခရစ်တော်လုတ်ပေးခဲ့ပြီဆိုတဲ့တရားတွေကိုမြင်မြနားထောင်ရမှာဖြစ်တယ်။အာမင်။မိတ်ဆွေဒီထဲမှာနားထောင်နေတဲ့သူကယေရှုခရစ်တော်ဘုရားကိုလက်ခံယုံကြည်ခြင်းမရှိသေးဘူးဆိုရင်အသက်တာထဲမှာကိုယ်အစွမ်းစားနဲ့ကိုယ်ပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုရင်နော်။ လုံနိုင်လဲကောင်းပါတယ်စူးစားပါဆက်ပြီးစူးစားပါဒါပေတင့်တက်ထားတဲ့မှာမလုံနိုင်ဘူးမစူးစားနိုင်ဘူးဆိုအဲ့ဒီယေရှုခရစ်တော်ဖျားကိုယေရှုဖျားကျွန်တော်မလုံနိုင်ဘူးကျွန်တော်ကိုကယ်ပါလို့ပြောလာယေရှုဖျားကကူညီပေးမှာဖြစ်တယ်အာမင်ဆိုတော့ကျမ်းစာထဲမှာပါတဲ့ဥပမာတစ်ခုအကြောင်းကျွန်တော်ပြောပြမယ်เนาะကျွန်တော်တို့သက်တာထဲမှာအမကုအခန်းကြီး9မှာပါတဲ့ရဆိုတော့မြားစွာသောလူထုပြိတ္တတို့ဒီနောက်တော်သူလိုက်ကြပြီးဒီကိုတော်ကိုတိုးဝိတ်မိကြ၏ ထိုအခါ12နှစ်ပတ်လုံးသွေးသွနာဆွဲကပ်၍များစွာသောဆေးဆရာတို့ထံ၌အလိုဝေဒနာခံစားလျက်မိမိရှိသမျှတို့ကိုအကုန်သုံးဆွဲခဲ့တော်လဲမိသည့်အကျိုးညမရှိသည့်တာမကယောဂါပူဆိုးရွားလိုက်သောအမျိုးသမီးတဦးသည်ယေရှုအကြောင်းကိုကြား၍ဆိုတော့ယေရှုအကြောင်းကိုကြားတယ်เนาะယေရှုအကြောင်းကိုကြား तू ဘာကြားလဲကိုတော်ဤဝွယုံတော်ကိုတိုးထိပ်လိပြီးယောဂါပြောက်ကင်းလိမ့်မည်ဟုဆိုတဲ့ဆိုတော့ဒီနေရာမှာ ီမြို့သမီးကယေရှုရဲ့တရင်ကိုကြားတယ်နော်ဆိုတော့ကြားတာကဗာလဲနောက်ဆက်တွဲမှာဝိယုံတော်ကိုတော့တို့တွေပျောက်ခင်းမယ်ဆိုတော့ကအဲ့ဒီအမျိုးသမီးကဗာကြားလဲဆိုတော့အဲ့ဒီယေရှုခရစ်တော်ဖျားကယေရှုဖျားကငါ့ရဲ့အနာရောဂါတွေအားလုံးကိုပျောက်ကင်းစေနိုင်တယ်ဆိုတော့တရင်ကိုကြားတာဖြစ်တယ်အဲ့ဒီတရင်ကိုကြားတာဖြစ်တယ်ဆိုတော့ဒီညမှာဟိုမြန်မာကျမ်းစာမှာတော့ကျွန်တော်တို့ grammar တော့နားမလဲဒါပေမဲ့အင်္ဂလိပ်တရားဟောဆရာကြီးတွေပြောတဲ့ grammar အရာเนาะဒီအရာကတော့ ဘာလဲ perfect tense ပေါ့ imperfect tense ဖြစ်တယ်ပြောချင်တာကဒီအမျိုးသမီးကဒီတည်င်းစကားကိုကြားနေတာ consistently ကြားနေတယ်ပြီးတော့ဘာလဲငါပျောက်ကင်းလိမ့်မည်ဟုဆိုလဲဆိုတာကအဲ့ဒီနေရာမှာလဲဘာလဲ तू နေ့တိုင်းငါငါတော့တူထရင်ပျောက်မယ်ငါတော့တူထရင်ပျောက်မယ်ယေရှုကငါကိုကြမ်းမာစေတယ်အဲ့ဒါကိုကြားပြီးတော့ तू ကနှလုံးသားထဲကနေယုံပြီးတော့ပါဇက်ကနေပြောထုတ်နေတာဖြစ်တယ်အာမင် तू ယုံကြည်နေတာဖြစ်တယ်ဆိုတော့ လူထုပြိတ္တကြားမှာကိုရောရဲ့နောက်တော်သူလိုက်ပြီးတော့ဝဲယုံတော်ကိုတိုးထီလဲတကယ်လို့ဒီထဲမှာတိတ်ပြီးတော့ကျန်းစာနဲ့မရင်းသေးတဲ့လူရှင်အက်ဒီကစ်တွေးတနနာဆွဲတဲ့အမျိုးသမီးကတော့အက်ဒီကစ်အက်ဒီခါမှာတော့ကနော်သူတို့ကဂျူးလူမျိုးတွေကအရန်ကိုဟို strict ဖြစ်တယ်နော်ဆိုတော့သူတို့ကအဲ့လိုမျိုးတွေဆိုသူတို့အခန်းထဲတောင်မထွက်ရဘူးเนาะလူပုံထဲမှာသွားရအောင်တကယ်လို့လူသားထဲသွားရင်တောင်မှเนาะတိသွားရင်ဒီလူကဘာလဲ गे နဲ့အပြစ်ခံရမှာเนาะကြောက်ခဲနဲ့ပြစ်တတ်ခံရမှာဘာလို့ဆိုယောဂမကူအောင်လို့ နော်ဆိုတော့သူတို့ကအရတ်ကို strict ဖြစ်တဲ့ကာလဖြစ်တယ်ဒါပေမဲ့ဒီအမျိုးသမီးကပါလဲသူ့ရဲ့ယုံကြည်တယ်ယေရှုကငါ့ကိုကယ်တင်ပေးနိုင်တယ်ဆိုတော့ကိုယုံကြည်ချက်ရှိတယ်သူယုံကြည်တဲ့အတိုင်းသူလိုက်လောက်တာတာဖြစ်တယ်နော်တခင်ရှုခွနာပထမပြောတယ်တင်းတို့ဒီအပေတို့ကြားနာရသည်ကိုတတိပုသူကြားတာမှတဲ့ခါမှာ သူကြားတဲ့အတိုင်းယုံကြည်တယ်ယုံကြည်တဲ့အတိုင်းသူလိုက်လောက်လာတယ်နော်ယေရှုကိုလိုက်ရှာတယ်အဲ့မှာဘာဖြစ်လဲ ဝိယုံတော်ကိုတို့ထီလေထိုခဏချင်းတွင်သူခံစားရသောသွေးသွင်ခြင်းတွင်ရပ်တန့်သွားသဖြင့်သူသည်ယောဂဝေဒနာပျောက်ကင်းသွားကြောင်းမိမိကိုယ်၌ခံစားသိရှိရ၏တဲ့နော်ဆိုတော့သူသူကြားတာကဘာလဲယေရှုကသူ့အနာယောဂကိုပျောက်ကင်းစေမယ်ဆိုတာကိုကြားတယ်ကြားတဲ့အတိုင်းသူနှုတ်ကနေဝန်ခံတယ်ပြီးတော့သူဘာလဲသူတကယ်ပဲသွားတို့ထီတဲ့ခါမှာလက်တွေ့လောက်တဲ့ခါမှာဘာလဲရလိုက်ရလာတာဖြစ်တယ်မိတ်ဆွေရဲ့အသက်တာထဲမှာ နော်ဒီကနေ့ကျွန်တော်ပြောပြမယ်ယေရှုခရစ်တော်ဘုရားကကားတိုက်ပေါ်မှာမိတ်ဆွေနဲ့ကျွန်တော်အတွက်အနာရောဂါမှတမန်အားလုံးပေးဆက်ခဲ့ပြီးသွားပြီနော်ဘာမှမယေရှုခရစ်တော်ဘုရားကျွန်တော်တို့အတွက်မပေးဆက်ခဲ့တဲ့ရောဂါဝေဒနာဆိုတာကိုမရှိဘူးယေရှုဘုရားကကျွန်တော်တို့ကိုကျမ်းမာခြင်းအားလုံးကိုလုပ်ပေးခဲ့ပြီးသွားပြီအာမင်ကျွန်တော်တို့ဘက်ကဘာလို့ရမလဲဆိုဒီ၁၂နှစ်လုံးလုံးသွေးတော်နာဆွဲတဲ့အမျိုးသမီးကဲတော့ယုံကြည်ရမယ်ယုံကြည်ပြီးဘာလို့ရမလဲသူမျိုးသမီးကပါလဲ ်သူလူပုံထဲမှာရှောက်သွားရင်ဂဲနဲ့ပြစ်တတ်ခံရမယ်ဒါမဲ့သူကအဲ့ဒါကိုမမှုဘဲနဲ့ယေရှုကငါ့ကိုကျမ်းမာစေတယ်သူလည်းကိုသွားမထီဘူးသွားသွားထီတယ်ဆိုရင်ငါကျမ်းမာမယ်ဆိုတာကိုယုံကြည်တယ်အဲ့ဒီတိုင်းသူယေရှုကိုသွားထီတယ်ထမယုံကြည်ခြင်းနဲ့သူကျမ်းမာသွားတာဖြစ်တယ်အာမင်ဆိုတော့နောက်ကျမ်းစာဆက်ဖတ်လို့ရှိပါလေယေရှုကပါလေတင်ယုံကြည်တဲ့အတိုင်းတင်လိုက်ဖြစ်စေလို့အမျိုးသမီးကိုပြောသွားတယ်เนาะဆိုတော့အဲ့ဒီအမျိုးသမီးကကျမ်းမာသွားတယ်အာမင်ကျွန်တော်တို့တတ်တာထဲမှာယုံကြည်မှုမှန်ကန်လာရင် လှုပ်ဆောင်မှုမှန်ကန်လာမယ်လှုပ်ဆောင်မှုမှန်ကန်လာလို့ရှိရင်ရလကမှန်ကန်လာမှာဖြစ်တယ်ဆက်နှစ်နှစ်လုံးလုံးသွေးသွန်နာဆွဲတဲ့မြို့သူမြေယေရှုခရစ်တော်ဖျားကသူ့အနာကိုကျမ်းမာစေနိုင်တယ်ဆိုတဲ့သတင်းကိုကြားတယ်ကြားပြီးတော့သူကသူ့ဝတ်ကိုယ်တော်တိုးထင်းကျမ်းမာမယ်ဆိုတာကိုသူကယုံကြည်ပြီးတော့နှုတ်ကနေမွတ်ဆိုတယ်ပြီးတဲ့နောက်နော်သူ့ရဲ့အသက်အန္တရာယ်ကိုမကြောက်ဘဲနဲ့လူကြားထဲမှာယေရှုခရစ်တော်ရှိကိုတိုးဝင်တယ်နော်တိုးဝင်တယ် action လုပ်တယ်ပြီးတဲ့ခါမှာဘာဖြစ်လဲတိုးထိတဲ့ခါမှာသူ့လိုချင်တဲ့ရလမှန်လာ ကျမ်းမာချင်းရလာတာဖြစ်တယ်။ကျွန်တော်တို့အသက်တာထဲမှာလည်းထိုခဲ့သူပဲ။နော်ယေရှုခရစ်တော်ဖျားကကိုယ့်ကိုလုတ်ပေးတဲ့အရာနော်အဲ့ဒါကိုယုံကြည်မယ်။ပြီးရင်နှုတ်ကနေမွတ်ဆိုမယ်။ပြီးရင်မရမချင်းယုံကြည်မယ်ဆိုရင်ရလိုက်ရကိုရမှာဖြစ်တယ်။အာမင်။ဆိုတော့ဒါကတိနောက်တယောက်ဒုတိယတယောက်တထတတော်အုပ်စုကြောင့်ကျွန်တော်ပြောပြခြင်းတယ်။ဆိုတော့ဒီအုပ်စုကဘယ်သူတွေလဲဆိုတော့ဖျားသခင်ကဣသရေလလူမျိုးတွေကိုเนาะဒီခါနာပြည်ကနေဆွဲထုတ်လိုက်တယ် ခေါ်ထုတ်လိုက်ဂျုံဘဝကနေဆွဲထုတ်လိုက်တယ်เนาะအ ਨੇ ဆုံး6သိန်းเนาะယောက်ျားကြီးပဲဆိုတော့အများကြီးပါတယ်เนาะ6သိန်းကျော်အများကြီးเนาะဆိုတော့လူအများကြီးခေါ်ထုတ်ပြီးတော့သူတို့ရောက်ခါနီးမှာเนาะဒီရပ်ပေါက်ဒီလေးရက်လောက်အကွာဝေးเนาะအမဘာဖြစ်လဲဆိုတော့သွားကြည့်ခိုင်းတယ်လူ7ယောက်ကိုသွားလွတ်လိုက်တယ်เนาะပြောပြမယ်ဒီအဲ့ဒီခါနာပြီကိုဖျားကပေးပြီးသွားပြီเนาะသူတို့ကိုပေးပြီးသွားပြီဆိုတော့သူတို့ဝင်ခါနီးမှာဖျားကပြောတယ်သွားကြည့် တော့ကြည့်ခိုင်းတယ်နော်တကယ်တော့သူတို့ကဖះကကြည့်ခိုင်းတာမို့ကျန်းစာတေချာဖတ်တဲ့ခါမှာသူတို့ကအယားအတိချင်လို့လို့ဖះကဟိုမတတ်တာလို့တော့ကြည့်ခိုင်းလိုက်တာနော်တော့ကြည့်လိုက်ကလူဆက်နှစ်ယောက်ဆေလွတ်လိုက်တယ်ဆိုတော့လူဆက်နှစ်ယောက်ကိုဆေလွတ်လိုက်တဲ့ခါမှာသူတို့ခန္ဓာပြင်မှာဖြစ်တဲ့အကြောင်းအရာတွေကိုကြည့်ပြီးတော့နော်ဖះတကယ်ပြောတယ်နို့နဲ့ပြားကြီးထွက်တဲ့နေရာလို့ပြောစီးစင်းတဲ့နေရာဆိုတော့ဗာလဲစီးတဲ့ဟာနို့နို့နဲ့ပြားကြီးစီးတဲ့နေရာနိုင်ငံကိုဖះကပေးတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီနေရာကိုရောက်သွားတယ်အဲ့ဒါကိုကြည့်ပြီးပြန်လာတယ်တရင်ပြောကြားကြတယ် ဆိုလူ၁၂ယောက်เนาะ၁၂ယောက်ထဲမှာ၁၀ယောက်ကတရင်တစ်ခုပြောတယ်၂ယောက်ကတရင်တစ်ခုပြောတယ်ဆိုတော့ဒီယာကူကြည့်ချင်းအပြည်အများသဘောတူဆိုတာမမှန်ပါဘူးတခါတလေကြမ်းဒီနေရာမှာလူ၁၀ယောက်ကသူတို့သဘောတူတဲ့အရာကအမှားယွင်းတဲ့အရာကြီးဖြစ်နေတယ်လူအ ਨੇ စုမှန်တဲ့ဟာကမှန်တာဖြစ်တယ်ဆိုတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်နည်းနည်းဖတ်ပြခြင်းတယ်ဆိုတော့ခုနပထမက၁၂နှစ်လုံးလုံးသွေးသွနာဆွဲတဲ့အမျိုးသမီးဒီတစ်ခါကလူ၁၂ယောက်ကတရင်ပို့တဲ့အကြောင်းအရာနောက်ပထမ၁၂နှစ်မျိုးမျိုးလုံးဆုံး စက်နှစ်နှစ်လုံးလုံးအသာဆွဲတဲ့မြို့သမီးကတော့ဗာလဲကျမ်းမာချင်းကိုရတယ်เนาะကျမ်းမာချင်းကိုရတယ်သူကြားတဲ့တဲ့တိုင်းသူလိုက်လျှောက်ပြီးကျမ်းမာချင်းရတယ်အခု၁၂ရောက်အဇလန်းကိုကျွန်တော်ဖတ်ကြည့်ရအောင်เนาะဆိုတော့မောရှင်နဲ့အာရုံမဆာယဣတရီလာအမျိုးသားပရိသတ်ပေါင်းတို့နေရာပါရန်တော်ကာဒရှီအရက်တို့ရောက်တော့အခါပရိသတ်ပေါင်းတို့အားတရင်ကြားပြောဆို၍ထူပြင်း၌အတီးကိုအတီးကိုပြကြ၏မောရှင်ကလည်း အကျွန်တို့ဒီကိုရောဆီလွတ်တော်ပြည်သို့ရောက်ခဲ့ပါပြီအကေစင်စစ်ထိုးပြည်သည်နို့နဲ့ပြားဤစီးတော်ပြည်ဖြစ်ပါ၏ဤအတီးတို့ကိုကထိုးပြည်၌တီးတော်တီးဖြစ်ပါ၏တို့ရတွင်ပြည်သူပေါင်းပြည်သူပြည်သားတို့သည်အာကြီးပိုင်ခိုင်ခတ်တော်မျိုးနဲ့နေကြပါ၏ထိုမြတ်မကအာနကအမျိုးသားတို့သည်လည်းမြည်ရပါ၏အာမလအမျိုးသားတို့သည်လည်းတောင်ဘက်၌၎င်းဟိတ်တီလူယေပူတီလူအမောရိလူတို့လည်းတောင်ရုပ်ပေါ်၌၎င်းခါနနိလူတို့သည်ပင်လယ်နာယော်ဒန်မြစ်နား၌၎င်း နေကြပါယူလျှောက်ဆိုကြရဲကာလက်ကလည်းချက်ချင်းချီသွားရီဆိုတော့ဒါကတော့ကာလက်နဲ့ဂျောရှုကတော့တို့နှစ်ယောက်เนาะတတပထမဒါအားလုံးကအားလုံးကဒါဒီအပေါ်ဘက်ကပြဿနာမရှိသေးဘူးเนาะကာလက်ကအခုချက်ချင်းသွားပြီးသူပြေကိုတင်းယူကြဆိုအောင်းနိုင်ကောင်းတီဟုဆိုမောရှိကိုရှေ့မှာလူများကိုငိမ့်စေဤဆိုတော့သူတို့နဲ့သူလိုက်တော့သူတို့ထူပီသားတို့ကို အဲ့မှာလူ၁၀ယောက်ကစပြီးပြောပြီသူတို့နဲ့တူလိုက်သွားတော့တို့ထူပြီးသားတို့ကိုငါတို့မတိုက်နိုင်သူတို့ဒီငါတို့ထက်သားရဲ့အာကြီးဒီဟူ၍လကောင်းငါတို့တွားရဲ့စူးစမ်းတော့ပြည်ဒီမိမိသားတို့ကိုဖျက်ဆီးတတ်ဤငါတို့မြင်တွေ့တော့ပြည်သားပေါ့လို့အလွန်အယက်မြင့်ကြရဲ့ကိုကြီးတော်မျိုးနွယ်အာနကအမျိုးနွယ်ဖြစ်၍အလွန်ကြီးတော်သူတို့ကိုမြင်ခဲ့ကြပြီသူတို့ရှေ့မှာငါတို့ဒီလေကိုအထင်တိုင်းနှမ်းကောင်းကဲ့သို့ဖြစ်ကြရဲ့သူတို့အထင်တိုင်းလဲထိုတို့ဖြစ်ကြသည်ဟူ၍လကောင်းမိမိတို့စူးစမ်းတော့ပြည်ကိုဣတရေလအမျိုးသားတို့ကမကောင်းတော့တဲ့ကို ကြားပြောကြလေဤတဲ့ဆိုတော့မကောင်းသောတင်းကိုကြားပြောတယ်တဲ့ဆိုတော့ဖျားသခင်ကနို့နဲ့ပြားရီစီးတဲ့ခါနံပြည်ကိုသင်တို့ကိုပေးပြီးသွားပြီအဲ့ဒီမှာဂျောရှာနဲ့ကာလက်ကပါပြောလဲလာတော့ပြီးတိမ့်ပိုက်ကြမယ်ဖျားသခင်ကတို့ပေးပြီးသွားပြီတော့တိမ့်ပိုက်ကြမယ်လို့ပြောတဲ့ခါမှာ no 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 လူဆယောက်ကငါတို့မသိမ့်ပိုက်နိုင်ဘူးသူတို့မှလူအကြီးကြီးတွေရှိတယ်တော့အားကြီးတယ်တော့ငါတို့ကနှံကောင်ခဲ့သူ့ပဲဖြစ်တယ်ဖျားကမပြောဖျားကပေးပြီးသွားပြီဒါပေမဲ့သူတို့ကလူတွေအဲ့ဒီလူဆယောက်ရဲ့စကားကို 6သိန်းကျော်ကနားထောင်တဲ့ခါမှာအားလုံးကကြောက်သွားတာအလုံးကကြားတဲ့ခါမှာကြောက်လန့်သွားကြတာဟာငါတို့ဆိုငါတို့မသွားနိုင်ဘူးငါတို့နှံကောင်းတော့ပဲရှိတာကိုငါတို့ဘယ်လိုပြုလာမလဲအဲ့မှာဒီဇလန်ကိုကျွန်တော်ဆက်ဖတ်သွားလို့ရှိရင်လူတွေကမောရှိကိုအာဂဲနဲ့ပြစ်တတ်မယ်အာငါတို့ခေါင်းဆောင်နောက်တစ်ယောက်ပြောက်ပြတော့ငါတို့ခန္ဓာပြပြပြအဲခန္ဓာပြအီဂျီပြပြဂျုံဘွားကိုပဲပြန်သွားကြမယ်ခေါဟိုဂျုံဘွားမှာဖြစ်နော်ထမင်းနှတ်မအောင်စားရသေးတယ်ပါငန်နဲ့ထပြီးတော့စူပူရိုက်ကြမကောင်းတဲ့တဲ့ เนาะမကောင်းသတင်းဆိုတာဘာသတင်းလဲ negative ဖျားကပေးထားပြီးသွားပြီဂျော့ရှော့နဲ့ကာလပ်ကတော့ဗာလဲသူတို့ကငါတို့စားဆရာပဲဖြစ်တယ်သူတို့ကဖျားမရှိငါတို့မှဖျားရှိတယ်ငါတို့သွားပြီးတိုက်ခိုက်မယ်ငါတို့နိုင်မယ်သူတို့ကငါတို့ရဲ့စားဆရာဖြစ်တယ်လို့သူတို့ကယုံကြည်ခြင်းနဲ့ပြောတယ်ဒါပေမဲ့လူ၁၀ယောက်ရဲ့စကားကအားလုံးကိုလွှမ်းသွားတဲ့ခါမှာအဲ့ဒီလူတွေအားလုံးကဘာဖြစ်သွားလဲနောက်နောက်နောက်ဇလတ်ဆက်ဖတ်ရအောင်เนาะကြားထဲမှာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အရင်ရှေ့မှာဆိုလို့ကျွန်တော်မပြောတော့ဘူးเนาะအာ တောလရဲ့74မှာတဖန်ထာဝရဖျားကြီးမောရှင်နဲ့အာရုံအမိတ်တော်မူဒီကငါ့ကိုအပြစ်တင်မိတမ်းတော်ဤပြိတ္တဆိုးတို့ကိုအပေမြကာလပေါလုံငါဒီတီခံရတဲ့ဣတရီလာအမျိုးသားတို့ဒီငါ့ကိုအပြစ်တင်ကဲ့ရဲ့မိတမ်းတော်စကားငါကြားရပြီးတင်းဒီသူတို့ကဆင့်ဆူရမိပါထာဝရဖျားကငါအသက်ရှင်သည်ဖြစ်၍တင်းတို့ဒီငါ့ကိုကြားစေခြင်းကပြောကြသောစကားအတိုင်းတင်းတို့ကိုငါပြုတ်ပြီးတင်းတို့ကိုရေတွက်ရဲ့ဆင်းယူသည့်အတိုင်းအသက်၂၀လွန်တော်သူငါ့ကိုအပြစ်တင်၍မိတမ်းတော်သူပေါင်းတို့သည်ဆိုတော့ ငါကိုအပြစ်တင်ပြီးတော့မိတန်းတော်သူပေါင်းတို့သည်တေ၍ဤတော်၌အသေးကောင်ဖြစ်လျက်နေကြလိမ့်မည်။ငါသည်ဤမိတော်ပြည်၌တင်တို့ကိုနေရာချမြုံငါချိန်ဆွေထိုပြည်တို့ရေဖို့နိုင်တာကာလက်နှုံဤတာယောရှုမတပါအဘယ်သူမြမရောက်ရ။ယန်သူလူယူရာဖြစ်လိမ့်မည်ဟုတင်တို့ဆိုတော့သူငယ်တို့ကိုငါခေါ်ဆောင်တော့တင်တို့ပယ်တော်ပြည်ကိုသူတို့သည်တိရကြလိမ့်မည်။ တင်တို့မူကားဤတော၌တည်၏အသေးကောင်ဖြစ်လက်နေရကြလိမ့်မည်ဤတော၌တင်တို့အသေးကောင်များပျောက်သည်ပျောက်ပြက်သည်တိုင်အောင်ကိုသားသမီးတို့သည်မိဘမာယွန်းချင်းအပြစ်များကိုဆောင်၍ဤတော၌အနည်း40ပတ်လုံးလက်လည်ရကြလိမ့်မည်ထူပြေကိုစူးစမ်းရနေ့ပေါင်းအရက်40နဲ့ငီတရက်ကိုတနှစ်ထား၍အနည်း40ပတ်လုံးကိုအပြစ်ကိုဆောင်လက်ငါကိုစွန့်ပစ်ခြင်းကိုတည်ရကြလိမ့်မည်အကယ်စင်စင်ငါတစ်ဖက်၌စီဝီတော်ပရိသတ်ဆိုးအပေါင်းတို့ကိုထိုးသွပြုတော်သူတို့သည်ဤတော၌အသေးချေပျောက်ပြက်ကြလိမ့်မည် ငါထာဝရဖျားမိတ်တော်မူ၏မောရှိစေလွတ်ပြီတော့ပြီတို့ခါနာပြီဆူဆန်းတော့ပြလာတော့ကထိုးသူပြီတို့ကဲတဲ့ပြိပရိတ်တပေါင်းမြေတန်းစေခြင်းကတိုက်တွန်းတော်သူနော်ခါတံပြီကိုမကောင်းတဲ့ရင်ကြားပြောတော်သူတို့ဒီထာဝရဖျားရှိတော်၌ကာလနာဘေးနဲ့တေကြိုင်ထူပြီကိုဆူဆိုင်တော်တော်သူတို့ဒီနောဤတာယောရှုနဲ့ကာလကူတာအသက်ချမ်းသာရာရကြဤတဲ့ဆိုတော့ပထမတော့က72မျိုး72လုံးလုံးတွေးတော်နာဆွဲတဲ့မျိုးသမီးကပါလေ ယေရှုရဲ့တရင်ကိုကြားတယ်เนาะကောင်းတဲ့တရင်ကိုကြားတယ်ယေရှုကအနာရောဂါငိမ့်စေတယ်ဆိုတာကိုကြားတယ်ယုံကြည်တဲ့အခါမှာအဲ့ဒီတိုင်းလိုက်လုပ်တဲ့အခါမှာเนาะယံမာသွားတယ်เนาะအားလုံးကလည်းလွတ်မြောက်ချင်ရသွားတယ်အခုဒီနေရာမှာဖျားကပေးပြီးသွားပြီးခါနာပြီအဲ့ဒါကိုသူတို့ကဗါလဲငါတို့မလုံနိုင်ဘူးငါတို့မတတ်နိုင်ဘူးเนาะငါတို့ကနှံကောင်းကဲသူပဲဖြစ်တယ်အဲ့ဒီတရင်ကိုနားထောင်တဲ့အခါမှာလူအားလုံးပျက်စီးခြင်းတို့ရောက်ကြတယ်ဆိုတော့အဆုံးတက်ပြောရရင် ယုံကြည်ခြင်းတည်ကြားနာခြင်းကြားနာခြင်းတည်ဘုရားသခင်ရဲ့စကားเนาะခရစ်တော်ရဲ့စကားတခင်ရှုကဘာပြောလဲတင်တို့ဒီအဘယ်တို့ကြားနာရသည်ကိုတတိပြုကြလောတဲ့เนาะကျွန်တော်ဘယ်လိုကြားနာရဆိုတော့တတိပြုခိုင်းတယ်ဆိုတော့ကျွန်တော်ဒီကနေ့ပြောချင်တဲ့အဓိက point ကကိုယ်ဘယ်တရားတွေနားထောင်နေလဲ ိုဘယ်လိုစကားတွေကိုနားထောင်နေလဲဆိုတော့အရေးကြီးတယ်ကျွန်တော်တို့ online တွေမှာเนาะ not share တွေအများကြီးရှိပါတယ်เนาะဒီခေတ်ဒီခါမှာဆိုနှုတ်ကပတ်တော်ကအများများတယ်ဒါပေမဲ့ကြားနာတဲ့နှလုံးသားနဲ့နားပဲနေနေတာဆိုတော့တရားတွေနားထောင်တဲ့ခါကျလဲကျွန်တော်တို့ကပါလဲဧဝံဂေလိတရားကိုနားထောင်ရမယ်เนาะကေတင်ချင်းတရားယေရှုခရစ်တော်ကားတိုင်းပေါ်မှာလုတ်ဖေးခဲ့တဲ့အကြောင်းအရာပေါ်မှာအမိတင်းပြတဲ့တရားကိုနားထောင်ရမယ်เนาะ เนาะကျွန်တော်တို့ဒီပြည့်ညက်တရားထဲမှာရှိတဲ့တရားဟောချက်တွေကိုကျွန်တော်တို့ကနားထောင်ရမှာမဟုတ်ဘူးเนาะဘာကြောင့်လဲယေရှုခရစ်တော်အဖြစ်ငါလုံနိုင်တယ်ငါ I can do all thing through Christ Jesus who gave me strength အဲ့လိုမျိုးနှုတ်ကပတ်တော်တွေကိုကျွန်တော်နားထောင်ရမှာဖြစ်တယ်เนาะအိုးကျင့်လေကျင့်လေနှစ်လေမြုပ်လေဆိုတဲ့တရားဟောချက်တွေဖျားတိခနေတို့တွေ့ရောမယ်เนาะနေတို့ကမကောင်းဘူးနေတို့ကမတန်ရှင်းဘူးဆိုတဲ့နှုတ်ကပတ်တော်တွေက ဒါကဧဝံဂေလိတရားမဟုတ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကတန်ရှင်းတော်သူဖြစ်တယ်ဖြောက်မှတ်တော်သူဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်တွေကိုနားထောင်ဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့အဲ့ဒီနှုတ်ကပတ်တော်နားထောင်ခြင်းဂျေဇူးတရားပေါ်မှာနော်ကားတိုင်းတရားပေါ်မှာမီတင်းတဲ့တရားဟောချက်ကိုနားထောင်တဲ့သူနဲ့နော်ဓမ္မဟောင်းကျမ်းမှာရှိတဲ့နော် ဒီပညာတရားပေါ်မှာခြေခံထားတဲ့တရားကိုနားထောင်တဲ့လူရဲ့အတ္တတာကဘာကွာချသွားမလဲဆိုတော့ဂျေဇူးတရားပေါ်မှာအမိပြုပြီးနားထောင်တဲ့သူက၁၂နှစ်လုံးလုံးသေးသွအနာဆွဲတဲ့သူမြို့သမီးလိုပဲเนาะအချိန်ကာလအနည်းငယ်တွေ့မှာเนาะအတ္တတာထဲမှာပြောင်းလဲမှုတွေ့ရမယ်အာမင်ကျမ်းမာခြင်းချမ်းသာခြင်းတွေ့ရမယ်ဒါမဲ့ပညာတရားပေါ်မှာခြေခံတဲ့နှုတ်ကပတ်တော်တွေကိုနားထောင်တဲ့သူကတော့ခုန10ယောက်လိုပဲเนาะတောထဲမှာတဝဲလဲလဲနဲ့เนาะဘာသာရေးထဲမှာပဲတဝဲလဲလဲနဲ့ပြီးတော့ အသက်တာဆုံးရှုံးချင်းခံရမှာဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်ရဲ့သင်ခန်းစာเนาะ fake เนาะ master class နံပါတ်3အနေနဲ့ကျွန်တော်ဒီအကြောင်းအရာပြောချင်တယ် make sure ကြားနေတဲ့အရာတွေတတိထားပါအာမင်ကိုတော့တော့ကျွန်တော်ဘယ်လိုဘေဟာကဤဝဂလိတ္တိတတိကောင်းဘေဟာကမကောင်းတတိလဲဆိုတော့ကျွန်တော်ကိုတင်ပြပေးပါ ခုနကျွန်တော်ပြောပြပြီเนาะယေရှုခရစ်တော်ရဲ့အမှုပြီးစီးခြင်းပေါ်မှာအခြေခံတဲ့တရားဟောချက်အားလုံးယေရှုခရစ်တော်အဖြစ်ငါလုံနိုင်တယ်ငါတတ်နိုင်တယ်ယေရှုခရစ်တော်ကငါရဲ့ support ဖြစ်တယ်ယေရှုခရစ်တော်ငါရဲ့တန်ရှင်တယ်ယေရှုခရစ်တော်အဖြစ်ငါဖြောင့်မတ်ခြင်းယေရှုခရစ်တော်အဖြစ်ငါဖျားတာငါကြွယ်ဝခြင်းလို့ပြောတဲ့နှုတ်ကပတ်တော်တွေကเนาะဒါကဧဝံဂေလိတရားဖြစ်တယ်เนาะအဲ့ဒီဟာကိုနားထောင်ရမယ် မဟုတ်ဘဲနဲ့နင်ကြိုးစားလှုပ်ဆောင်ရမယ်ဖျားသခင်ကိုကြိုးစားဆက်ကပ်ရမယ်ဆိုတဲ့တည်င်းစကားတွေကပညာတရားဖက်ကနေမူတည်နေတာဖြစ်တယ်။ကိုယ့်ရဲ့ဇာတိအပေါ်မှာအခြေခံထားတဲ့တရားဟောချက်တွေအကုန်လုံးကနော်မကောင်းတည်င်းဖြစ်တယ်။နော်ယေရှုခရစ်တော်ပေါ်မှာအခြေခံတဲ့နှုတ်ကပတ်တော်တွေအားလုံးကပါလေ။ဧဝံဂေလိတရားဖြစ်တယ်။အာမင်။တခုကကြောက်ပေါ်မှာစောက်တဲ့အာတခုကသဲပေါ်မှာစောက်တဲ့အာ။အာမင်။အဲ့ဒါ Master Class Number 4 Number 1 2 3 4ဟုတ်တယ် number 4เนาะဘုရားသခင်ကောင်းကြီးပေးပါ number 3ပါ sorry number 3ဖြစ်တယ်ဘုရားသခင်ကောင်းကြီးပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะကျွန်တော်ရဲ့ master class မှာဆက်လက်ပြီးတော့အချိန်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘုရားသခင်ကောင်းကြီးပေးပါစေ bye bye